မင်္ဂလာပါကချင်ဝေးသတင်းဌာနကအပတ်စဉ်သတင်းလာတွေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ့်သတင်းအစီအစဉ်တင်ဆက်သူမယူဆံမဲဖြစ်ပါတယ်။ ချင်းပြည်နယ်မြကြီးနားမြို့အဝင်၂၀သမိုင်းစစ်ကောင်စီကိမှာမတ်ပုံတင်မပါတဲ့ခီးတဲတွေကိုကားပေါ်ကနေဆွဲချတာတွေလုပ်နေပြီးလမ်းတစ်လျှောက်ကစစ်ကောင်စီဂိတ်တွေမှာလည်းမတ်ပုံတင်မပါတဲ့ခီးတဲတွေငွေညစ်ခံနေရတယ်လို့လမ်းခီးကိုဖျက်ဆီးသွားလာနေတဲ့ခီးတဲတွေစီကသိရပါတယ်ကြီးတဲ့တဦးရဲ့ပြောပြချက်အရဇွန်28ရက်နေ့ကစကိုင်းတိုင်းဘက်ကနေကချင်ပြည်နယ်ကိုတက်လာတဲ့အမျိုးသားတဦးကိုမပုံတင်မပါလို့ဆိုပြီးစကောင်စီရဲတွေက ကားပေါ်ကနေဆွဲချထားခဲ့တယ်လို့သိရပါဗျ။ နောက်ထပ်ခီးတဲ့တအူးကလည်းကချင်ပြည်နယ်လမ်းတလျှောက်လုံးကစစ်ကောင်စီဂိတ်တွေမှာမပုံတင်မပါပဲအုပ်ချုပ်ရေးမှုရဲ့ထောက်ခံစာပဲပါရင်ဝင်ညစ်ခံရတယ်လို့ပြောပြပါဗျ။မပုံတင်မပါပဲအုပ်ချုပ်ရေးမှုထောက်ခံစာတာပါတဲ့ခီးတဲ့တွေက20သမိုင်းဂိတ်မှငွေကျပ်တသိန်းကျော်မိုးကောင်းမြို့အဝင်အထွက်ဂိတ်ပင်ဘောဂိတ်ဟိုပင်ဂိတ်နမ်မာဂိတ်မွန်ညင်ဂိတ်နန်းစီအောင်ဂိတ်စားတဲ့စစ်ကောင်စီဂိတ်တွေမှာတဂိတ်6000စီပေးဆောင်ခဲ့ရတယ်လို့ခီးတဲ့တဲ့ရင်းမြစ်တွေကကချင် wave ကိုပြောပါဗျ။ဒါပြင်စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အဆက် န်းစီအောင်ကစစ်ကောင်စီဂိတ်မှာလဲစစ်ကောင်စီစစ်သားတွေနဲ့ရဲတွေကခီးတဲ့ရေစီကတရောက်ကိုကြက်တောင်းကြက်တောင်းတယ်လို့ခီးတဲ့တွေကပြောပါတယ်မန္တလေးမြကြီးနားပြူဟာကားလမ်းမပေါ်မှာရှိတဲ့ကချင်ပြည်နယ်တဲကလမ်းတစ်လျှောက်လုံးမှာတော့စစ်ကောင်စီရှမ်းနေပြည်သူစစ်နဲ့ SNA ဂိတ်တွေ၁၀ခုနီးပါးရှိတယ်လို့သိရပါတယ် ကချင်ပြည်နယ်ဖားကန့်မြို့ဆိုင်းတောင်ရက်ွက်တုံးမှာဒီကနေ့မနက်10:00နာရီလောက်ကမိလောင်မှုကြောင့်စီဆိုင်အပါအဝင်အဆောက်အုံ၃လုံးမိလောင်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ပရိဒအတင်းတာဝန်ရှိသူကခိုင်ကြီးစင်စီပန့်ဆိုင်နဲ့ကလျက်မှာရှိတဲ့ကာဝရှော့ဆိုင်ကနေမိစတင်လောင်ကျွမ်းခဲ့ရတာသဖြင့်စီဆိုင်ကိုပါကူးဆက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ပြောပြပါဗျ။ပရိဒအဖွဲ့အစည်းတွင်လည်းရက်ွက်နေပြည်သူတွေရဲ့ဝိုင်းဝန်းမိငိမ်မှုကြောင့်နိုင်ဝက်အတွင်မိငိမ်တက်နိုင်ခဲ့ပြီးစုစုပေါင်းအဆောက်အအုံ၃လုံးလာမိလောင်ပျက်စီးခဲ့တယ်လို့ဆိုပါရယ်။ မိလောင်မှုဖြစ်စဉ်အတွင်းလူထိခိုက်သေဆုံးမှုရှိခဲ့ပေမယ့်မိလောင်မှုဖြစ်ပွားရတဲ့အကြောင်းရင်းကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗျ။ဇွန်လအတွင်းမှာပဲဖကန့်ဒေတာမှာရှိတဲ့ကုမ္ပဏီလောက်ွက်တွေနဲ့လူနေရပ်ကွက်တွေထဲမှာတူလောင်ထားတဲ့ရန်ကုန်တောင်ပောက်ကွဲမှုကြီး၃ခုဖြစ်ပွားခဲ့ပြီးအရသာသေဆုံးမှုတွေလည်းရှိခဲ့ပါဗျ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာကျေးရွာကိုမနေ့ကဇွန်လ29ရက်နေ့မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲချခဲ့လို့အမျိုးသမီးတအူးတေဆုံးခဲ့ပြီးနေအိမ်၃လုံးလည်းပျက်စီးခဲ့တယ်လို့ပြည်ဦးလင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ ပြည်ဦးလွင်ခိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူကတဒတ်ဦးတဲ့ဂျက်ဖိုင်တာတစ်စီးနဲ့လက်ပံလာရွာတဲကိုပေါင်300ပုံတလုံးကျဲချခဲ့ပြီးပြည်ဆောင်အောင်ရွက်ထဲကနေတလုံးမကြရပောက်ွယ်ခဲ့တယ်လို့ပြောပြပါဗါးလေရင်ဘုံကြားခဲ့တဲ့နေအိမ်ကအသက်40အရွယ်အမျိုးသမီးတဦးတည်ဆုံခဲ့တဲ့အပြင်အလောင်းကိုရှာမရပဲအသားစားတွေကတွေးခဲ့ရတယ်လို့သတင်းရင်းမြစ်ကပြောပါဗါးဒါပြင်အဆိုပါလေရင်ဘုံကြောင့်နေအိမ်၃လုံးလည်းပျက်စီးခဲ့တယ်လို့သိရှိရပါဗါး ဒီနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲညနာပါရစေ။မိဝပြည်တို့အားလုံးစိတ်ချမ်းသာကိုကျန်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။